စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ဇွန်လ20ရက်နေ့နေ့30ရက်တွင်မှာရန်တိုက်ခတ်များမယ်စိန်နောက်ဆက်များမယ်မတော်စထိခဲ့မှန်ရဲ့ကူဆက်ရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းရံပြားခြင်းပဋိပက္ခနဲ့စိန်နောက်ဆက်တွေကိုထိတိုက်တွေ့ရခြင်းနေ့ရှိတတ်တယ် ဝေဝင်ပြန်ထွက်မမြဲအပြိုင်တိုက်ခတ်နေတဲ့ဂျုံချင်းတွေရှိတတ်တယ်။နစနီယနေ့မှာရံများမယ်ပစ္စည်းတွေအပျက်စီးပျောက်ရှာတွေများတတ်တယ်။23ရည်နေ့မှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကင်ချိုးပေးမယ်။24ရည်နေ့ကငွေချေးခံကောင်းမယ်တတ်ဖွဲ့မယ်လူရပြည့်စုံမယ်။ ်25ရင်းနေမှာအပြိုင်ဆိုင်အားလုံးကိုကြော်တော့ပြီးတော့ဘဝတွတ်တယ်မယ်26ရင်းနေမှာရှင်ပြန်မှုအောင်မြင်ပဲစူပန်းလုပ်ငန်းချုပ်ပေးမယ်ဘဝတွတ်တယ်မယ်29ရင်းနေမှာအပြောင်းလဲနဲ့တွတ်တယ်မှုရှိမယ်လူမျိုးဝဲချုပ်ပေးမယ်28ရက်နေ့မှာငွေကြေးကလုပ်ငန်းကတက်လန်းပေါ်မယ်မိကောင်းဆွေကောင်းထောက်ခွင့်ရမယ်29ရက်နေ့မှာ အတုမင်္ဂလာကိစ္စတွေပံဝင်ပတ်သက်ရတဲ့အရာဝေးနဲ့ဆက်ဆက်ပြီးချိုးပေးတယ်။စာရဲစာတန်လက်ပြောင်းလက်တွေသတိထားမယ်။26ရက်နေ့မှာအရာဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းတွေကြောင့်ပဲ30ရက်နေ့ကတော့တိုက်ခါလုံးကိုကြော်ပြီးတော့ဘုရားတိုးတက်ခြင်းနဲ့ကံမြမမှုတွေကိုရရှိမယ်။ဒီကာလအတွင်းမတော်တဆတိကိမှန်တွေဖြစ်တတ်တဲ့ရက်နေ့ရရှိတယ်။ ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တို့ဖြစ်ပါတယ်25ရက်နေ့ဇွန်မှာအရှိယကိုတည်သွားစရာနေ့ဖြစ်တဲ့တဲ့မနေ့ခွန်တိုင်းခွဲနေ့ခွန်တိုင်းတွေသတိထားပါဇွန်လ26ရက်နေ့မှာရှစ်တောင်ရက်ကိုတည်သွားစရာနေ့ရှိတဲ့တဲ့ညနေ3နိုင်တဲ့ဒေနေ့ခွဲတွင်သတိထားမယ်ခေါင်းစည်းခေါင်းလျှော်ပြည့်ရက်2ရက်ရှိတယ်ဂျူနာ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တဲ့အဲ့ဒီနေ့ဒီမှာခေါင်းစည်းခေါင်းလျှော်ပြခြင်း နောက်သပင်ပုံစံအသွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံနဲ့ကြုံမယ်။ကြာသာပတိနေ့သောကြာနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကြောင့်စိတ်နှောင့်ရှိတိဖြစ်လိမ့်မယ်။၃၆ကိုကနဲ့နေချိုးပေးတဲ့အနီရောင်ပန်းရောင်ချက်သွေးရောင်တို့ကိုသုံးပါ။ ကောင်းကြီးကံကြမ္မာများရစီရဲ့အနီယံပန်းပွင့်ဖျားကတ်သူပူဇော်ပြီးလိုရာဆုတောင်းပါယေရှုတင်ပါတယ်